ဆီးရီးယားနိုင်ငံဒမတ်စကာမြို့ဒီဝီလာရောက်ခွင့်မှာရှိတဲ့မအဲလီယပ်ဘုရားကျောင်းမှာတရင်ဝင်နေကအတန်ခံအသေးခံဘုံခွဲသမားတဦးကအသေးခံဘုံခွဲမှုကြောင့်အနည်းဆုံးလူ20တိဆိုပြီးဒါစင်နဲ့ခြေတန်းရရှိခဲ့ပါတယ်။ဒါကိုချက်မရအနာပိုင်တွေနဲ့လုံချိုးရင်းဒင်းချင်းမြစ်တွေကပြည်ပြုခဲ့ပါတယ်။ဒီစင်ပါလာမှာအစ္စလာမ်ရဲ့ဦးဆောင်တဲ့တဘုံတွေဟာဘာစာအလ်အဆာအာနာမဖေရှားခံရပြီးတဲ့နောက်ပိုင်းဒမတ်စကာမှာပထမဆုံးတော့အသေးခံဘုံခွဲမှုဖြစ်ပါတယ်။ ဒေကံဘောကတူဟာ ISIS အဖွဲ့အဖွဲ့ဝင်တဦးဖြစ်ကြောင်းစီဂျာပြည်ထရေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်။၎င်းတို့ရဲ့ထုတ်ပြန်ချက်အရတိုက်ခတ်သူဟာပြားကြောင်းအတွင်းလိုဝင်ကပြစ်ခတ်ပြီးတဲ့နောက်၎င်းရဲ့ဘုံခွဲရေးအင်ဂျီကိုပောက်ခွဲခဲ့ပါတယ်။ဒမတ်စကမှာအစအစိုးရဖြုတ်ချပြီးတဲ့နောက်ပိုင်းပထမဆုံးအောင်မြင်တဲ့ဒေကံဘုံခွဲတိုက်ခတ်မှုလည်းဖြစ်ပါတယ်။အမည်မဖော်လိုသူလုံခြုံရေးတရင်ချင်းမြစ်တစ်ခုကအဆိုပါတိုက်ခတ်မှုအတွင်းမျိုးသားနှစ်ဦးပါဝင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီထဲကတယောက်ကသူ့ကိုယ်သူဘုံခွဲသူဖြစ်ပါတယ်။ အာဆာဖြုတ်ကြကလေးကအိုက်စစ်ကစီးရမရှိတဲ့အခြားသောဖျားချောင်းတွေနဲ့တိုက်ခတ်ဖို့ကြိုးပမ်းခဲ့တော့လဲဒါကပနောက်ဆုံးအောင်မြင်သူပါစီးရနိုင်ငံပိုင်တင်ဌာနကဖောက်ကွယ်သူမှုတွေမှာလူ92ဦးဒဏ်ရာရှိခဲ့ကြောင်းဂျမိုင်းဝန်ကြီးဌာနကကိုကပေါ်ပြခဲ့ပါတယ်အိုက်စစ်နဲ့ဆက်နွယ်နေတဲ့တိုက်ခတ်သူကဖျားချောင်းတွင်၌တနပ်ဖြင့်ပြစ်ခတ်ခဲ့ကြောင်းဩစတြေးလျအနာပိုင်တွေကတီးပြုခဲ့ပါတယ် စီးရီးယားအရဘက်ကာကွယ်ရေးအဖွဲ့ White Helmets အခင်းဖြစ်ပွားရာနေရာမှာထုတ်လွှင့်မှုမှာဖျားကြောင်းအတွင်းကြီးမားတဲ့ပျက်စီးဆုံးမှုပြင်ကွင်းတွေကိုပြသခဲ့ပါတယ်ဗီဒီယိုဖိုင်မှာတွေ့ဆုံနေတဲ့ဂျမ်းပြင်ကျိုးသွားနေတဲ့နိုင်ရန်ပျက်စီးနေတဲ့နိုင်ရန်တွေကိုပြသခဲ့ပါတယ်စီးရီးယားသမ္မတဟမက်အဆာရာကအာဆာကိုဖြုတ်ချပြီးဇန်နဝါရီလမှာအတွင်ကူပြောင်းရေးခေါဆောင်ဖြစ်ရာထူးတက်လာတဲ့တိုက်ပွဲဥဆောင်သူကလူနေစုကိုအကာအကွယ်ပေးမယ်လို့အချင်းချင်းကတိပေးခဲ့ပါတယ် ဂရိနိုင်ငံသားဝင်ကြီးဌာနကထုတ်ပြန်တဲ့ဒင်းကျေကျင်းနာချက်မှာဒီလိုဖော်ပြထားပါတယ်ဒမတ်စကမှာရှိတဲ့မာအယ်လီယပ်ဂရိအော်တိုဒတ်ပြားကြောင်းမှာအချမ်းဖက်တီကံပုံခွဲမှုအားကျွန်တော်တို့ပြင်ပြင်ထက်ထန်ဆုတ်ချပါတယ်စီကြအတွင်ကူပြောင်းသူအနာပိုင်တွေကတာဝန်ရှိသူတွေကိုတာဝန်ခံဖို့ချက်ချင်းအရေးယူဖို့တောင်းဆိုပါတယ်ခွင့်ရအတန်းဝမ်းနဲ့ဘာသာရေးအုပ်စုအားလုံးရဲ့ဘေးကင်းမှုကိုလည်းသူတို့ကြောက်ရွံ့မှုကင်းစွာနေထိုင်နိုင်အောင်အမခံပေးရမှာဖြစ်ပါတယ် ယခင်ကအိုက်စစ်ကတောင်2016ယူခုနှစ်မှာစကားဒီဇာနာနဲ့ရှိန်ရိုက်ဘုရားကျောင်းစားရဖြင့်အဲ့ဒီနေရာတွေမှာအတေခံပုံကွက်မှုအပါအဝင်ဘာသာရေးနီလန်းလူနေစုတွေကိုလည်းပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့ပူပါတယ်။အာဆာအနာရတဲ့အချိန်မှာဆိုးဝါးဆုံးတိုက်ခတ်မှုတွေကတခုဖြစ်ပါတယ်။ယခုနောက်ဆုံးဘုံခွဲတိုက်ခတ်မှုဟာအိုက်စစ်ရဲ့တိုက်ခတ်မှုတွေကိုဆက်လက်လုံနိုင်စွာရှိနေစေဖြစ်ကြောင်းပြသနေပါတယ်။နေပြည်တော်ဆုံးခဲ့ရတော့လည်းပဲနှစ်များအတွင်းစံဖွဲ့မှုတံပြန်ရေး ကြိုးပမ်းမှုအပြအများအပြားကိုပြင်ဆင်ခဲ့ရပါတယ်။ဒါကဘာတွေပြနေတယ်လဲဆိုတော့ဒီချိန်ထဲမှာကျွန်တော်တို့ Israel Iran ပြည်ပခအတွင်းမှာစီးရီးယားကနေပေါ်များစွာအတွင်းဖနောက်ဆုံးတော်ဖျားကြောင်းဘုံခွဲမှုဖြင့်အရှိကဲတော်ဆိုရအုပ်စုတွေဟာပြင်ထန်တဲ့ချင်းချောင်းမှုအဖြစ်စီနီဇဲဖြစ်ကြောင်းပြသနေပါတယ်။ဒီဖျားတွေကအရှိလက်ပိုင်းမှာလုံခြုံရေးကိုပို့ဆိုးလာတာကိုလည်းပြသနေပါတယ်။ ဒေသတွင်းစစ်ပွဲကြီးကြီးမားဖြစ်လာနိုင်ခြေပိုများကြောင်းနိုင်ငံပြားပြားနဲ့အုပ်စုတွေကနောက်ထပ်ပြည်ပခန့်တွေအတွက်ပြင်ဆင်နေကြောင်းပြသနေပါတယ်။ وأن كل الجبوت ستسخر لضمان حرية أداء المواطنين لشعائرهم الدينية. وصون النسيج الوطني الذي حاول الأعداء والمجرمون مرارا تمزيقه. ففشلوا وسيفشلون ولن تنفعه مثل هذه المحاولات البائسة بعون الله.